ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မမေတမီအိတ်ချင်လာပြီတမီအိတ်တော်မယ်အခုမင်းတို့အားလုံးအိတ်ကြတော့တတော်လေးနောက်ကျနေပြီငါလေးအရင်အိတ်ချင်နေပြီဂျန်နေထုံးတန်းစင်လာတွေကိုမနဲ့ပြန်မှဆက်လို့တော့အခုအိတ်ရအောင်အင်းအောင်ပြူထားတာမကြသေးတဲ့ချွေးမနှစ်ယောက်ဖြစ်တဲ့ယမင်းနဲ့တာယာတို့လည်းအရင်ပင်ပန်းနေကြပါပြီ ။ဒါကြောင့်သူတို့လည်းအခန်းစီကိုထွက်ခွာသွားကြပါတယ်။အရိခါမှာဒုသစ္စာကရမင်းကိုတားပြီးပြုတ်ခဲ့ပါတယ်။ဘယ်အခန်းကိုသွားနေရလဲ။အရိခန်းနှင့်ခန်းမဟုတ်ဘူး။အော်၊ကျမတီခန်းကျမခန်းလို့ထင်နေတာ။ဒါဆိုကျမခန်းဘမလဲ။နင့်လိုမိန်ကလေးအားအိမ်တော်ပြိဘောကဘာမှယူမလာတာငါကောင်းကောင်းသိတယ်။နင်ကအခုငါချွေးမခန်းနင်သွားချင်냐မလား။ဒီခန်းငါချွေးမတာယာရဲ့အခန်းတာယာချွေးမလေးအမေအဲ့ဒီခန်းထဲမှာအဲကိုနှလုံးတက်ပေးထားတယ် အခုတော့သမီးအေးဆေးဆေးလေးအိတ်လို့ရပြီဘလို့မှပူမှာမဟုတ်ဘူးကျေးဇူးတင်ပါတယ်အမေအမေကကျမအရန်ကူးဆိုင်တာပဲသမီးကအရန်ညံကောင်းတာမို့မင်္ဂလာဆောင်မှာပါရီယူလာရမယ်ဆိုတာကောင်းကောင်းသိရဲ့လေဒီခန်းမှာတဝက်ကျော်ကသမီးရဲ့အိမ်တော်ပရိဘောကပစ္စည်းတွေနဲ့ပြည့်နေပြီချွေးမလေးအခုတော့သွားနာလိုက်အောင်နော်ဘာလို့လို့အမေကိုခေါ်လိုက်ကြားလာတန်ရကရမင်းရှိကအခန်းကြီးတွေသွားပြီးအေကိုနှလုံးရဲ့အေးမြတွေလေးကိုရှူရှိုင်းရင်းနဲ့အနားယူနေပါတယ် ဒီချိန်မှာပဲဒေါသစာကရမင်းကိုအခန်းငယ်လေးတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီခန်းရဲ့အခြေအနေကရန်ဆိုပြီးလေကောင်းလေးသက်အောင်မရဘဲဘန်ကာဟောင်းလေးတစ်ခုပဲရှိပါတယ်။အမေဒီခန်းရမ်းသေးရယ်ပြီးတော့လေအေးပေးဆက်လည်းမရှိဘူး။အော်နင်ကနေယူလာတဲ့အိမ်နာပရိဘောကပစ္စည်းတွေကိုကုန်တင်ကားနဲ့တင်လာတယ်လို့မျိုးပြောနေရပဲ။ဒီခန်းထဲမှာပဲဒီတိုင်းနေမရှိနဲ့။ဒီလိုပြောပြီးဒေါသစာလေးသူ့အခန်းကိုထွက်သွားခဲ့ပါတယ်။ ယမင်းခန့်တဲ့ရောက်သွားတဲ့အခါမှာအရင်ပူလာခဲ့ပါတယ်။တချိန်လေးမှာပဲမျက်နှာချက်မှာတက်ဆင်ထားတဲ့ပန်ကာကလည်းအရင်နည်းနည်းလေးလေပတ်နေပါတယ်။နားထောင်ပါဦး။ဒီပူပြင်းတဲ့ရာသီဥတုမှာရှင်ဘလို့နေနိုင်တာလဲ။ကျမဒီမှာအသက်ရှူကြက်လာပြီ။မင်းအခုဘာပြောရမလဲ။ငါစာသိမတော်ဘူး။ဒါကြောင့်ကောင်းမွန်တဲ့အလုပ်အကိုင်းလည်းမရခဲ့ဘူး။ဒါကြောင့်မေးရငါညီကိုချစ်တဲ့လောက်ငါ့ကိုတစ်စက်မှမချစ်ဘူး။အရင်ပူလုံးရင်တော့ငါခေါင်းမိုးတော့ကိုသွားတက်ရည်တယ်။ဒါမဲ့အခုတော့မင်းဒီတိုင်းမင်းနေရလိမ့်မယ်။ ချမ်းသာတဲ့ချွေးမကသူ့ရဲ့အေဂိုနှလုံးတက်ထားတဲ့အခန်းမှာညဘက်ကောင်းကောင်းအိပ်နေချိန်မှာတော့ယမင်းတယောက်ကပူလွန်းလာကြအောင်ဘလောက်ပဲကြိုးစားကြိုးစားအိပ်မပြောပါဘူးဒီလိုနဲ့မနေ့ရောက်သွားခဲ့ပါတယ်ဒါရချွေးမလေးထပြီလားတမိခန်းထဲမှာပဲနေလေဘာလို့မီးပေါ်ကြောင်သွားနေရလဲဘာလို့လို့လဲအမေကိုပြောအမေဒီနေ့ကျမရဲ့ပထမဆုံးမီးပေါ်ကြောင်ဝင်ရမယ်နေဆိုတော့အမေတို့အတွက်အစားစာချက်ပြုတ်ဖို့သွားနေတာအိမ်မှာဘသူကပါကြိုက်တက်လဲရင်ချွေးမလေးတလောက်ပြောလိုက်တာနဲ့လုံလောက်ပြီး အမေစကားနားထောင်ပါကွယ်။သွားအေကိုနဲ့မှနားလိုက်အောင်ဟင်းချက်ပူလို့ဒုက္ခရောက်လိမ့်မယ်။အမလေးမိဖုရားကြီးလည်းရောက်လာပြီပဲ။ဘာလို့ဒီလောက်စောစောထလာလဲ။နည်းနည်းတော့ပိုအိပ်ပါအောင်လား။အခုပါရက်ကြည့်냐လဲ။သွားစားစရာသွားချက်။ချက်ပြီးငါ့ကိုလာပြော။နင်းချက်ထားတာတွေကိုတာယာရဲ့လက်နဲ့ထိခိုင်းလိုက်မယ်။ဒါဆိုသူ့ရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့တလိထုံတန်းလည်းလှုပ်ပြီးသားဖြစ်သွားလိမ့်မယ်။ဒါပေမဲ့အမေဒါတလိထုံတန်းကိုလှုပ်ဆောင်ဖို့မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး။ဟဲ့ဒီအိမ်ကငါအိမ် ဒီကတလေထုံးတန်းတွေအားလုံးကလည်းငါဆန္ဒတိုင်းပဲပြီးတော့မရှိနဲ့နင့်ကိုပြောတာသာသွားလောက်ဆက်မှာရမင်းလေးမိဖို့ကြောင့်ကိုသွားပြီးပူပြင်းတဲ့ရာသီဥတုမှာဇာစီယာရီကိုစတင်ချက်ပြုတ်ရပါတော့တယ်။တဖက်မှာတော့တန်ရာကအေကွန်ခန်းထဲမှာထိုင်နေပါတည်းကွယ်။မင်္ဂလာဆောင်မှာအိမ်တော်ပြိဘောကတွေယူလာရင်ဒီလောက်တက်တောင်းတက်တာဖြစ်မှန်မသိခဲ့ဘူး။ငါအေကွန်ရဲ့အေးမြတဲ့လေမှာအနားယူနေရပြီ။အဲ့ဒီဆင်းရဲတဲ့ကာမလေးကတော့ ဒီပူပြင်းတဲ့ပူတန်းအောင်မှာချွေးတွေဆွဲဆွဲဆိုပြီးအစားအစာတွေချက်နေရမှာပဲ။အိုးငါခန်းထဲမှာဘာလို့တလောက်ပူတာလဲလို့ထင်နေတာ။အမေကမိဖို့ကြောင့်ပြရအခန်းကိုပေးထားလို့ပူနေတာ哦။ဘလို့ပဲဖြစ်ဖြစ်ယမင်းဟာပူပူလောင်လောင်နဲ့ပဲအစားအစာတွေအလုံးကိုပြင်ဆင်ပြီးအိမ်သားတိုင်းကလည်းယမင်းချက်ပေးတဲ့စားစရာတွေကိုအရင်ကြိုက်ကြပါတည်း။မိမကြီးချွေးမကြီးလက်ရာကကောင်းလိုက်တာကွာ။မင်းရောဘလို့ထင်လဲ။ဟုတ်တယ်ဖေး။ တမီးတော့တလောက်ကောင်းတဲ့လက်ရအခုမှပဲစားဘူးတော့တယ်လူတိုင်းဟာရမင်းရဲ့လက်ရကိုချီကျူးနေကြတော့မှပဲဥတောင်းရဲ့ဖုန်းကိုဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပါတည်းဘုံပြောပြီးတော့ဥတောင်းခမရရမ်းစိတ်ပူနေခဲ့ပါတယ်မတို့ရဲ့ထမင်းချက်ကနှစ်လလောက်ရွာပြန်သွားပြီအခုစားတော့ဆိုင်ကိုလာစားကြတယ်စားစရာတွေရဲ့အပြင်ကနေအော်ဒါမာတွေစားစရာတွေရဲ့အားလုံးကိုဘယ်သူကပြင်ဆင်တော့မှာလဲငါတို့တလောက်မြင်းမြန်းထမင်းချက်အသည့်မရှာနိုင်ဘူး အိမ်မှာထမင်းချက်ရှိနေတာကိုရှင်းရပြမှာရှာနေရပဲရမင်းကအိမ်ကချွေးမှာပဲလေသူအစားစာချက်လိုက်မယ်ဘာပဲဖြစ်ဖြစ်ရှင်တို့အားလုံးသူအစားစာကိုစားပြီးချီးကျူးနေကြတာပဲမိသားစုဝင်တွေအတွက်အစားအစာချက်တာနဲ့အပြင်လူတွေအတွက်အစားအစာချက်တာကကွာခြားမှုအများကြီးရှိတယ်ငါတို့အတွက်ငါတို့ချွေးမှာကတနေ့၃ချိန်ပဲထမင်းတွေကိုချက်ရမှာလေဒါမဲ့အပြင်ကနေအော်ဒါမှရင်ချွေးမှာကအချိန်ပြည့်မိဖို့ကန်းနဲ့မှပဲချက်နေရလိမ့်မယ်ဒါဆိုလဲပါဖြစ်လဲ အခုသူမိသားစုအတွက်တလောက်လေးတော့မလုံနိုင်ဘူးလား။ဘာပြက်တနာမှမရှိပါဘူးအဖေ။ကျမအစားစာချက်ပါမယ်။ကျမကြောင့်အိမ်ရဲ့စီးပွားရေးပျက်စီးတာကိုကာကွယ်နိုင်မယ်ဆိုရင်ကျမဘာပြက်တနာမှမရှိပါဘူး။အခုတော့ရမင်းဟာမိသားစုဝင်တွေအတွက်သာမကအပြင်လူတွေအတွက်ပါစားစရာတွေချက်ပြုတ်ဖို့အတွက်သဘောတူလိုက်ပါတယ်။ဒါကြောင့်ရမေဟာနေရသည်မှာတနည်းလုံးမိဖို့ကြောင့်နေမှာနေရပါတော့တယ်။ဒီနေ့မနက်စာအတွက်အာလူကျက်သူနေပလာတာ၊ပူရီ အာလူစမ်းတွေ့ရှဲပြီးတော့အာလူစွပြုတ်စားမယ်အားလုံးမြန်မြန်လေးပြင်ဆင်လိုက်နော်တချို့လူတွေကထက်တရာမနှက်စာဖြစ်မှားထားတယ်အဲ့ဒါကြောင့်သူတို့အတွက်မနှက်စာပြင်ဆင်နေတာနည်းနည်းပိုလောက်ထားလိုက်မယ်အမေတို့လည်းဒါပဲစားလိုက်ပါလားငါတို့ကဘာလို့စားရမှာလဲဒီမနှက်စာကိုသီးသန့်ပြင်ဆင်ပေးနင့်လက်တွေကြိုးသွားမှာမလို့လားဟမ်ယမေဟာမိဖို့ကြောင့်နေမှာပူပြင်းတဲ့အပူဒဏ်ကိုခံစားပြီးချက်ပြုတ်နေရတာအရင်ကဒုက္ခရောက်နေပါလိမ့်ခန္ဓာကိုယ်ထဲကနေချွေးတွေကရေလိုပဲထွက်နေခဲ့ပါတည်း ငါခန္ဓာကိုယ်တွေကရှစ်မြရည်တွေအားလုံးဒီနေ့ကုံသွားတော့မယ်ထင်တယ်။အရင်ပူတာပဲငါခေါင်းတွေလည်းကိုက်လာပြီ။ညီမဟာပြင်လူတွေနဲ့မိသားစုဝင်တွေအတွက်မနက်စာကိုပြင်ဆင်ပြီးနေ့လယ်ဘက်မှလည်းအပြင်ကနေမှာယူထားတဲ့စားစရာတွေကိုစတင်ပြင်ဆင်ပါတော့တယ်။ရမင်းတယောက်တည်းဒီလောက်များတဲ့စားစရာတွေကိုချက်ပြုတ်ရတာအရင်ခက်ခဲတာပေါ့ကွယ်။ဒါကြောင့်သူကဟင်းသင်းရက်တချို့ယူပြီးတာယာစီကိုသွားပြပါသေးတယ်။တာယာ၊နင်အသီးရက်တချို့လောက်လှီးပေးနိုင်မလားယင်? ငါအဲ့ဒါတွေချက်ပြုတ်နှက်လိုက်မယ်ဒီအလုပ်တွေအားလုံးကနှင်းအလုပ်လေငါအလုပ်မဟုတ်ဘူးပြီးတော့နင်သားအေးအေးဆေးဆေးနေချင်တယ်ဆိုရင်အိမ်တော်ပြိဘောကတွေပါယူလာခဲ့တဲ့နာဒါဆိုဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးစိတ်ပြေအောင်ငယ်လောနေပဲရမင်းကမိဘကြောင့်ကိုပြန်သွားပြီးပူပြင်းတဲ့အပူတန်အောက်မှာစားစရာတွေကိုပြန်ဆလုပ်ပါတော့တယ်စားစရာတွေအားလုံးကိုပြင်ဆင်ပြီးအော်ဒါတွေပေးပြီးနောက်မှာရမင်းကသူ့အခန်းကိုတွားခဲ့ပါတယ်ဟာအခုတော့နည်းနည်းတက်တာသွားပြီ ခဏလောက်နားရအောင်မယ်အမလီနားဖို့ပဲလှုပ်နေတယ်ချွေးမလေးတာယာစားဖို့စောင့်နေတာကြားလာပြီ သူပိုက်စာနေပြီမြမြန်သွားသူ့အတွက်တခုခုစားဖို့ပြင်ဆင်ပေးပြီသူ့ခန်းထဲယူသွားပေးလိုက်ယမင်းကတာယာအတွက်စားစရာတွေချက်ပြုတ်ပြီးသူ့ခန်းကိုယူသွားတဲ့အခါမှာတာယာကပြိုးခဲ့ပါတည်းရှမင်းငါ cheese sandwich ကိုမကြိုက်ဘူးငါအတွက် pasta လှုပ်ပေးပြီးငါစီယူလာပေးတာယာဒီ sandwich ကကောင်းကောင်းလုပ်ထားတာပဲနင်စားကြည့်တဲ့နဲ့ နေသဘောကြမှာသိချပါရယ်ဟဲ့ဘာလို့နေရငါချွေးမစားဖို့ညင်းနေတာအတင်းကျွေးညာလဲသူပြောနေရနဲ့နားမလဲဟုတ်လားယမင်းကပူလောင်နေတဲ့မိဖို့ချောင်းလေးကိုပြန်သွားပြီးတိုင်ရအတွက်ပါစတာယူလာခဲ့ပါရယ်ဒါပါလေယမင်းနေ resource ပါစတာယူလာတာဒါပေမဲ့ငါ white sauce ပါစတာစားချင်တာအမေကြည့်အောင်သူကတခုတောင်ကောင်းကောင်းမလုပ်နိုင်ဘူးဟဲ့အနေအခုဘာတွေရိုက်ကြည့်နေရလဲသွားစမ်းပါစတာတစ်ပွဲထက်လို့ ။တာယာကရမင်းကိုဒုက္ခပေးဖို့တမင်တကာဒီလိုလုပ်နေတာဖြစ်ပါတယ်။အိမ်မှာစားစရာချက်ပြုတ်တာပြင်နေရာဒီမှာအပြင်ကနေရေခါဝေဖို့ကတာဝန်တွေရလဲပဲရမင်းမှာရှိနေပြန်ပါတယ်။ငါကောင်းနေမူးနေပြီ။ငါသွေးပေါက်ချင်လဲတော်တော်လေးကိုကြာသွားရထက်နေ။အိမ်ပြန်ပြီးတော့တံပြားကြီးတောက်ရတော့မယ်။ရမင်းအိမ်ပြန်ပြီးတံပြားကြီးတောက်နေတော့မှာပဲ။အော်ဒါရီအများကြီးထက်ရပြန်ပါတယ်။အခုတော့ရမင်းကပူပြင်းတဲ့မိဘကြောင့်နဲ့မှတနာရီလောက်ထပ်ထိုင်ပြီးစားစရာတွေကိုချက်ပြုတ်ရပါတော့တယ်။ အမေကပါတွက်ကိုလက်စားချိန်ညာလည်းမသိဘူး။ဘသူကသူ့ချွေးမောက်ဒီလိုဒုက္ခပေးတတ်လို့လဲ။ဦးတောင်ကရမင်းရဲ့အချင်းလေးကိုကြည့်ပြီးအယံစိမကောင်းဖြစ်နေခဲ့ပါတယ်။ချွေးမောက်ကြီးကိုနည်းနည်းလေးနားခိုင်းပါဦး။သူကမနေ့9နာရီကနေည12နာရီအထိမိဖို့ကြောင့်မှချက်နေရတာတနာပါလေ။သူနားရင်ဘသူကအစားအစာတွေချက်ပေးမှလဲ။အိမ်မူကိစ္စတွေမှာဝင်မပါနဲ့လို့ဘယ်နှခါပြောရမလဲ။ဒီဘုံကြောင့်လေးမှာနိုင်ပေါင်းများစွာပူပြင်းတဲ့အပူတံကိုခန်းစားပြီးချက်ပြုတ်နေရတာကြောင့် ယမင်းရဲ့အချင်းလေးကရန်ကိုဆိုးရွားလာပြီးအိယာထဲမှာပဲနေရပါတော့တယ်။ဇေယဝင်ကချွေးမကြီးကိုတပတ်နားခိုင်းတာတွေအခုကစားပြီးချွေးမလေးကိုစားစရာချက်ခိုင်းတင်နေ။ယမင်းရဲ့ကျမ်းမကြီးမကောင်းတာကိုမြင်တော့ဒေါသစာကအတင်းကြံမခိုင်းတော့ဘဲတိုင်းရကိုစားစရာတွေချက်ပြုတ်ခိုင်းပါတော့တယ်။ဒါပေမဲ့24နာရီလုံးအေဂွန်ကန်ထဲမှာနေနေရတာကြောင့်တန်ရကမိဖို့ကြောင့်ရဲ့အပူတံကို9မိနစ်တောင်မခံနိုင်ဘူးတဲ့ကွယ်ဒီမှာအရန်ပူတာပဲငါ9မိနစ်တောင်မနေနိုင်ဘူး ဒီလိုနဲ့တာယာကသူ့အမေနေမကောင်းတာကိုစင်ကြေပေးပြီးသူ့မိဘအိမ်ကိုပြန်သွားခဲ့ပါတည်းအခုတော့ဒေါသစာကပုံပြဲတဲ့အပူတံကိုခန်းစားရင်းစားစရာတွေကိုချက်ပြုတ်ရပါတော့တယ်။ဒါကြောင့်သူ့ကျမ်းမာရေးကနှစ်ရက်အတွင်းအရန်ကိုဆိုးရွားလာခဲ့ပါတယ်။အိုဖျားရေဒါမီးဖို့ကြောင့်လားမီးဖို့လားငါအပူတံကြောင့်တေတော့မှာပဲအမေထွက်လာပါကျမစားစာတွေချက်လိုက်ပါမယ်မဟုတ်ရင်အမေကျမ်းမာရေးထိခိုက်လိုက်မယ်နင်နေမကောင်းမလားယမင်းအမေဒါပေမဲ့ ဒီအသက်အရွယ်မှာအမေကျန်းမာရေးထိခိုက်သွားရင် အခက်ခဲတွေအများကြီးကြုံရလိမ့်မယ်။မင်းချစ်တဲ့ချွေးမတန်ရကစင်ဂျီဘေဘီသူ့မိဘရင်ကိုပြန်သွားတယ်။ဒါမဲ့ယမင်းကသူ့ကျန်းမာရေးမကောင်းတဲ့ကြားကငါတို့စီးပွားရေးတွေကိုဘာရှုံးမှမဖြစ်အောင်လို့စားစရာတွေချက်ပြုတ်ပေးဖို့လုပ်နေတယ်။ဒီချိန်မှာပဲဒေါ်တိဆာကအင်ဂျန်ပရိဘောကယူလာတဲ့ချွေးမနဲ့မယူလာခဲ့တဲ့ချွေးမကြားကကွာခြားချက်ကိုမြင်လိုက်ရပြီးသတိပြောင်းဝင်လာခဲ့ပါတယ်။အခုတော့သူကယမင်းကိုအခန်းကြီးကြီးတစ်ခန်းထပ်ပေးပြီးတိုင်းအခန်းကအေကွန်တလုံးကိုဖြုတ်လိုက်ပြီးတော့ အဲ့ဒီခန်းမှာတက်ဆင်ပေးလိုက်ပါတော့တယ်။ရန်နေငယ်ကြာပြီးနောက်မှာတော့တာယာကသူ့ရောက်ခမရင်ကိုပြန်လာတဲ့အခါမှာသူ့အခန်းကအေကွန်တလုံးပြောင်းနေတာကိုတွေ့လိုက်ရပြီးမေးခဲ့ပါတယ်။အမေ၊ကျမအခန်းအေကွန်တလုံးကဘယ်ရောက်သွားလဲ။ဩ၊အဲ့ဒါရမင်းရဲ့အခန်းနဲ့ရောက်သွားပြီ။အခုကစပြီးငါစကားကိုတည်တည်ချာချာနားထောင်။နင်အိမ်မှုကိစ္စတွေအားလုံးလုပ်ရလိမ့်မယ်။ပြီးတော့ရမင်းနဲ့အတူတူအစားအစာတွေလည်းချက်ရမယ်။နင်ကြရင်အားလုံးမလုပ်ချင်ဘူးဆိုရင်ဒီတစ်ခါနင်စင်ချေပေးပြီးသွားသလိုမျိုးပဲ။ နင့်မိဘအိမ်သွားလို့ရတယ်။ဒါပေမဲ့ငါတော့စင်ချေပေးပြီးမလွတ်ဘူး။နင့်ပြန်လာဖို့လည်းမလိုတော့ဘူး။တန်ရာကသူ့ရောက်ခမရဲ့စကားကြောင့်ကြောက်ရွံ့သွားပြီးတော့အခုတော့သူစန္ဒမရှိဘဲနဲ့အိမ်မှုကိစ္စတွေအလုံးကိုလုပ်ရတော့မယ့်အပြင်ယမင်းရဲ့အကူအညီနဲ့စောင့်ရရီပါချက်ပြုတ်ရတော့တာပေါ့။ဒါကြောင့်ယမင်းလည်းအပူတန်ကနေအတော်လေးတက်တာသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။